အားလုံးပဲမင်္ဂလာပါခင်ဗျာဖန်ခွက်ထဲကရေကိုပိုက်တစ်ချောင်းနဲ့အလွယ်တကူဆုပ်ယူနိုင်ပါတယ်ဒါပေမဲ့ရေဆိုနေတဲ့ရေမြုပ်တုံးကြီးတဲ့တုံးတဲ့ကရေအားလုံးကိုရောအဲ့ဒီပိုက်တစ်ချောင်းတဲ့နဲ့ဆုပ်ယူလို့မရနိုင်ဘူးလားရှာနိုင်ပါလားဒါမှဆိုရင်အမြင်အစုကအဲ့ဒီရေမြုပ်တုံးကြီးတို့ပါပဲသူတို့ဟာမြေအောက်ကအကြီးတွေထဲမှာမရှိပဲတဲ့မမြင်နိုင်တဲ့အပေါက်ငယ်လေးတွေထဲမှာပိတ်မိနေတဲ့ကြောက်သားမှမှကြီးတွေထဲမှာရှိနေတတ်ပါတယ်အဲ့ထဲကဆွဲရည်တွေကိုကျွန်တော်တို့ဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲ ဒီနေ့မှာတော့ကျွန်တော်တို့က hydraulic fracturing ကိုတူဖို့ရေးနည်းပညာတစ်ခုအဖြစ်မဟုတ်ပဲနဲ့လမ်းကြောင်းများကိုဖန်တီးခြင်းဆိုတဲ့အခြေခံနေရာမှတစ်ခုဖြစ်လေ့လာကြည့်ကြပါမယ်။လူအများထင်သလိုစွိုင်းအင်ထုတ်လုပ်ခြင်းဆိုတာရှိပိသားအရာတွေကိုထုတ်လုပ်ခြင်းတသက်မဟုတ်ပါဘူး။တကယ်တမ်းမှာတော့အလွန်သိသိပြီးတော့မထိုးဖျက်နိုင်တဲ့စနစ်တစ်ခုအတွင်းမှာအချင်းချင်းချိတ်ဆက်နေတဲ့ကိုယ်ရဲ့ငယ်လေးတစ်ခုကိုဖန်တီးပြီးတော့ဝတ်ထားတဲ့အလားအလာတွေကိုစီစဉ်ခွင့်ပေးခြင်း ဒါဖြစ်တယ်ဆိုတဲ့အမှန်တရားကိုဖော်ထုတ်ပြီးသွားမှာဖြစ်ပါတယ်ဒီစီစင်ခွင့်ဘေဂျင်းဆိုတာဘလို့အလုပ်လုပ်လဲဆိုတာကိုတိပ္ပံတပင်းရဲ့အမြင့်စနစ်နဲ့ဥပမာပေးပြီးတော့လေ့လာကြည့်ရအောင်တမန်ရိုးကြ အမြင်ရေငန်ရေနံနဲ့ gas တွေမြေအောက် IG တွေထဲမှာရှိသည်လူများစုကရေနံနဲ့ gas ကမြေအောက်ကလိုင်းကောင်းကြီးတွေ IG တွေထဲမှာစုနေတယ်လို့ထင်တတ်ကြပါတယ်။ပိုက်တစ်ချောင်းကိုထိုးထည့်လိုက်ရုံနဲ့အလွယ်တကူ ခေါ်လာမယ်လို့ယူဆကြပါတယ်။ဒါဟာတမန်ယိုးကျ Convention ရဲ့ရင်းမြစ်တွေကိုအတွက်တော့မှန်ကန်ပါလိမ့်မယ်။ပုံမှန်နဲ့ဆိုင်တဲ့အမှန်တရားအရေးမြစ်အများစုမှာကြောက်တုံးတွေထဲမှာပိတ်မိနေတတ်ကြပါတယ်။ဒါပေမဲ့အဲ့လို ID တွေကရှားပါပါတယ်။ကမ္ဘာတန်းခွေအများစုဟာ share လို့ခေါ်တဲ့ရှင်ကြောက်လွာမမကြီးတွေထဲမှာပိတ်မိနေပါတယ်။တန်းခွေတွေဟာတိကျစီဖြစ်နေတဲ့မျက်စိနဲ့မမြင်နိုင်တဲ့အပေါင်းငယ်လေးတွေထဲမှာရှိနေတတ်ပါတယ်။ပိုက်တစ်ချောင်းတည်းတာမန်2.0နီးတွေကဒီ ပေါက်အပေါက်လေးတွေကိုအာလုတ်စီကိုမရောက်နိုင်ပါဘူးဖြစ်ရှိချက်အမြင့်စနစ်ကိုရကိုတိဆောက်ခြင်းပထမဦးစားအင်ဂျင်နီယာတွေကမိုင်းနဲ့ခြီးတဲ့ကျောင်းလွာစီကိုဒေါင်လိုက်ထူပေါ်သွားကြပါတယ်ဒါဟာတစ်ပင်ရဲ့ပစ်စီနဲ့တူပါတယ်ပေးမအမြင့်များအဲ့ဒီနောက်မှာတော့တူဆက်က90ဒီဂရီကိုွေပြီးတော့ကျောင်းလွာထဲမှာမိုင်းနဲ့ခြီးအလျားလိုက်ဇလက်တူတော့ပါတယ်ဒါဟာပေးမ အမြင့်တွေဖျားထွက်သွားနိုင်တဲ့တူပါတယ်ဒါပေမဲ့အလောင်းနဲ့မလုံလောက်သေးပါဘူးဒါကအဓိကအချက်ဖြစ်ပါတယ်အဲ့ဒီအလျာလိုက် twin day ကိုရေနဲ့သဲအများစုပါဝင်တဲ့အရေကိုဖိအားပြင်းပြင်းနဲ့ထိုးထည့်လိုက်ပါတယ်ဒီဖိအားတွေကြောင့်ကြောက်လွားထဲမှာစံချီပြင်းလောက်သေးတဲ့အကြောင်းလေးတွေဖြစ်ပေါ်လာပါတယ်ထက်လိုက်တဲ့သဲတွေကအဲ့ဒီအကြောင်းလေးတွေပြန်မပိတ်မိတော့ဂျားကနေခံမိပါတယ်ဒီအကြောင်းလေးတွေဟာပင်မအမြင့်ကနေဖြာထွက်သွားတဲ့အမြင့်မြင့်လေးနေနေတူပါတယ်အဲ့ဒီအမြင့်မြင့်ကိုရက်ကြီးကပဲ တီချာစီဖြစ်နေတဲ့အပေါင်ငယ်လေးတွေကိုချိတ်ဆက်ပေးပြီးတော့ပိတ်မိနေတဲ့ဓာတ်ငွေတွေကိုပင်မအမျက်စီစီးစင်းစေပြီးတော့ပင်စီကနေတဆင့်အပေါ်ကိုထွက်လာစေတာမျိုးဖြစ်ပါတယ်။ဒီနေ့စဒါကတော့ hydrolic fracturing အနှစ်သာရကပါလဲ အဲ့ဒါဟာကြောက်တုံးတွေကိုခွဲချမ်းခြင်းတသက်မဟုတ်ပါဘူးဒါဟာချိတ်ဆက်ခြင်းဖြစ်ပါတယ်သူဟာတီးခြားစီဖြစ်နေတဲ့အပေါင်းငယ်လေးတွေတန်းပေါင်းများစွာကိုရှူပြီးတော့အဲ့ဒါတွေကိုအချင်းချင်းချိတ်ဆက်နေတဲ့အာယုကျော်ကိုရင်တစ်ခုလိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနည်းပညာရဲ့တကယ်အောင်မြင်မှုစွမ်းအားမှာပေါ်မမရှိပါဘူးအဲ့ဒါဟာအလွန်ကြီးမားတဲ့ area တစ်ခုကိုလွှမ်းချုပ်နိုင်တဲ့ကိုရင်တစ်ခုကိုတည်ဆောက်နိုင်စွာဟုတ်ဆိုလို့ပါမိတ်ဆွေရေဆိုင်နေတဲ့ကြီးမားတဲ့ပြဿနာဒါမှမဟုတ်ရီမန်ချက်တစ်ခုခုကို share rock လို့ သဘောထားကြည့်ပါသူ့ကိုတနင်္လာတဲကနေတက်တဲ့ဒိုးဝင်ချိုးဖြတ်ဖို့မကြိုးစားပါနဲ့အဲ့ဒီအစား horizontal သင်္ကေတကိုတုံးကြည့်ပါပြဿနာတွေရဲ့အတွင်းပိုင်းကိုဝင်ရောက်ပြီးတော့အထူးကကြတဲ့နေရာတွေမှာလမ်းကြောင်းငယ်လေးတွေအများကြီးဖန်တီးကြည့်ပါအဲ့ဒီလမ်းကြောင်းလေးတွေကနေတစ်ဆင့်အဖြေဒါမှမဟုတ်အခွင့်လမ်းတွေကမိတ်ဆွေစီကိုစီစဉ်လာပါလိမ့်မယ်အောင်မြင်မှု CO ဒါအင်အားသုံးတိုက်ခတ်ခြင်းကနေလာတာမျိုးမဟုတ်ပါဘူးထီရောက်တဲ့ကွန်ရက်တစ်ခုကို တည်ဆောက်တာကနေလာလာမျိုးဖြစ်ပါတယ်မိတ်ဆွေဘဝမှာအလားလာတွေများကြီးရှိပေမဲ့လမ်းကြောင်းမရှိလို့ပြိမိနေတဲ့ share road လို့အရာတစ်ခုအိုင်ဒီယာတစ်ခုဒါမှမဟုတ်လူတယောက်ကဘသူဖြစ်မလဲအဲ့ဒီအလားလာတွေကိုစီးစင်းလာအောင်မိတ်ဆွေဘလို့ကိုရင်းတစ်ခုတည်ဆောက်ပေးနိုင်မလဲအင်တာနက်မှာပေါ်ကင်ကလူတယောက်ရဲ့ idea ဒါမှမဟုတ်တည်ထွင်မှုပါသူ့ရဲ့အနီးနားဘဝချင်းမှာပဲပြိမိနေတတ်ပါတယ်အသိပညာတွေဟာတိကျအပေါင်းငယ်လေးတွေထဲမှာပဲရှိနေတတ်ပါတယ်အင်တာနက်နဲ့ social media ကွန်ရက်တွေပေါ်လာတဲ့အခါမှာ သူတို့ကကဘာကြီးကို hydraulic fracturing လုပ်လိုက်တယ်လို့ပါပဲသူတို့ကအဲ့ဒီတိကျ idea တွေကိုချိတ်ဆက်ပေးတဲ့လမ်းကြောင်းပေါင်းဒီလီယန်ကြီးဖန်တီးပေးလိုက်ပါတယ်အခုဆိုရင်ဝေးလံခေါင်ပြားတဲ့ယွာကလူတယောက်ရဲ့ idea ကကဘာတချမ်းကိုစက္ကန့်ပိုင်းတွေရောက်ရှိသွားနိုင်ပြီဖြစ်ပါတယ်ဒီနှစ်သင်ခန်းစာမှာတော့ဓမ္မကြီးမှာဆုံးတန်တေတီထွေမှန်နီးမှုဆိုတာအရာဝတ္ထုတစ်ခုကိုဖန်တီးခြင်းမဟုတ်ပါဘူးရှိပြီးသားအရာတွေကိုချိတ်ဆက်ပေးတဲ့ကိုယ်ရည်တစ်ခုကိုဖန်တီးခြင်းတာဖြစ်ပါတယ်မိတ်ဆွေထင်တယ်လို့ ရှုပ်ထွေးမနေပါဘူးပုံမှန်အားဖြင့်ရှိ90%အဓိကအဖြစ်ဖိအားပေးရတဲ9.5%ဖြစ်ပေါ်လာသောအကြောင်းများပြန်လည်ပိတ်မိတော့အကြံခံပြီးရဓာတုပစ္စည်းများ0.5%ရေကိုပုံမချောမွေစေရပိုင်လိုင်းတန်ကြီးမတက်စေရသုံးသောပစ္စည်းများဖြစ်ပြီးတော့အိမ်သုံးတန်းစင်ဆေးရည်များတွင်ပါဝင်သောဓာတုပစ္စည်းများနှင့်ဆင်တူတတ်ပါသည်အလျားလိုက်တူပေါ်ကျဂိမ်းကိုပြောင်းလဲစေနိုင်သောအရာ hydraulic fracturing တစ်ခုတည်းနဲ့မလုပ်တော့ပါဘူးတကယ့်အောင်မြင်မှုရဲ့အတော့ချက်ကတော့ ကြောက်လွားနဲ့အကြအဆုံးထိတွေ့နိုင်အောင်မိုင်းနဲ့ချီတူဖို့ထားတဲ့အလျားလိုက်တူဖို့ခြင်းနဲ့ပေါင်းဆက်လိုက်ခြင်းပဲဖြစ်ပါတယ်။မြေနဲ့ပြင်ပေါ်မှာမြေမြန်နေရအများကြီးမယူအောင် wall pad လို့ခေါ်တဲ့နေရာတစ်ခုတည်းကနေအလျားလိုက်တွေးမောင်းများစွာရက်တောင်ပေါက်ဆက်ဖျားထွက်ပြီးတော့တူဖို့နိုင်ပါတယ်။ဒါကြောင့်မြေနဲ့ပြင်ပေါ်တက်ရောက်မှုကိုအများကြီးလျှော့ချပေးနိုင်ပါတယ်။ SWOD ခွဲခြမ်းစိတ်ပြခြင်းအားသာချက်စွမ်းအရင်မြင့်အပြောင်များကိုထုတ်လုပ်နိုင်စွမ်းရှိခြင်းမြေနဲ့ပြင်ပေါ်တက်ရောက်မှုနေခြင်း ရေအများပြအားနည်းချက်ကတော့ရေအများပြတုံ့ဆွဲရခြင်းရှုပ်ထွေးတဲ့နည်းပညာတွေနဲ့ကနေဦးကုန်ကြစေတွေများပြားနိုင်ခြင်းတွေပဲဖြစ်ပါတယ်။အခွင့်အလမ်း share gas wine ရှိတဲ့နိုင်ငံများအတွက်ဆိုရင်ဖူလုံမှုနဲ့နည်းပညာတိုးတက်မှုတွေဖြစ်နိုင်ပါတယ်။ချင်းချောက်မှုတွေကတော့ပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုတွေတန်ငွေစည်းနှုန်းမတည်ငြိမ်မှုတွေဖြစ်နိုင်ပါတယ်။မကြာခဏအမေးလေးရှိတဲ့မိကုံး share brown ဆိုတာပါလေ။ရှုပ်စိမ်းနဲ့အနေနဲ့တွေမကြောသွားပြီးဖြစ်ပေါ်လာတဲ့ကြောက်လတ်တစ်မျိုးပါ။ Permeability ဆိုတာပါလေ။ကြောက်တုံးတစ်ခုကအကြီးတော့မဟုတ်တန်ငွေကို သူ့ရဲ့အပေါက်တွေကနေဘလောက်လွတ်လပ်ကူကူစီစဉ်ခွင့်ပြုလဲဆိုတဲ့တိုက်တံမှုမှာ share မှာအလွန်နေပါတယ် hydraulic fracturing ကအသစ်လားမဟုတ်ပါဘူး1940ခုနှစ်များကတည်းကစတင်အသုံးပြုခဲ့ပေမဲ့ horizontal drilling နဲ့ပေါက်ဆံမှုကတော့မကြသိမိကမှကျေပြက်လာတာပါဘလောက်ပေါဘလောက်အနက်မှာလောက်တာလဲပုံမှန်အားဖြင့်မီတာ2000အနေ3000 223ကီလိုမီတာအနက်မှာလောက်ဆောင်တတ်ပါတယ် breaking အဲ့ဘယ်လောက်ကြလဲ twin to twin အတွက်ရဲ့အနေငယ်ကြတတ်ပါတယ်ရေဘယ်လောက်သုံးတယ် twin to twin အတွက်ရေကူးကန်အကြီးစားအနေငယ်စားလောက်သုံးဆွဲပါတယ်သုံးတဲ့ရေကဘာဖြစ်သွားလဲဒစိမ့်တစ်ပိုင်းကပြန်ထွက်လာပြီးအဲ့ဒီရေကိုပြန်လည်သက်ဆင်းပြီးတော့နောက်တစ်ချိန်ပြန်လည်သုံးယူနိုင်ပါတယ်ဘာကြောင့်တဲထဲထဲအားတာလဲဖြစ်ပေါ်လာတဲ့အကြောင်းလေးတွေပြန်မပိတ်သွားမိအောင်ဂျားကနေ၆ခန်းပေးထားဖို့ပဲဖြစ်ပါတယ် ဓာတုပစ္စည်းကအနေနဲ့ရှိတာပမာဏအလွန်နည်းပြီးတော့စနစ်တကျဂိုင်တွေစီမံခန့်ခွဲမှုကအလွန်အရေးကြီးတာပါပဲ horizontal drilling ကဘယ်လောက်ရှိလဲ1 km ကနေ3 km အထိရှင်နေပါတယ် conventional နဲ့ unconventional gas ကပါကွာလဲ conventional ဆိုတာကတော့အလွယ်တကူထုတ်လုပ်ရတဲ့ IG တွေထဲမှာရှိပြီးတော့ unconventional ကတော့ shallow ကျောက်မကြီးတွေထဲမှာပြင်မိနေတာပါတယ်ဒီနည်းမြစ်တရားကရေနံအတွက်သုံးတာလားသုံးပါတယ် တိုက်ဝိုင်းလို့လည်းခေါ်တတ်ကြပါတယ်။ wall bat တစ်ခုကအတွင်းဘလောက်သုံးနိုင်လဲ။တွင်းမောင်းဆက်တွင်းသို့မဟုတ်ဒီထက်ပိုပြီးတော့တူခေါ်နိုင်ပါတယ်။ဒီနီးပညာရဲ့အနာကပ်ကဘာဖြစ်နိုင်မလဲ။ရေသုံးဆွဲမှုနည်းတဲ့ပုံမထီရောက်တဲ့နီးပညာတွေတိုးတက်ပြောင်းလဲနေပါတယ်။လုပ်ငန်းငယ်အတွေ့အကြုံရှိတဲ့သူတွေဒီနေ့ပဲမှာဘယ်လိုလုပ်နိုင်မလဲ။ data analysis တွေ water management တွေ logistics နဲ့အထွေထွေလုပ်သားရာထူးတွေမှာအခွင့်အလမ်းတွေရှိနေနိုင်ပါတယ်။ပုံနိုင်ရတဲ့ခုကိုစဉ်းစားကြည့်ပါ။ မိရှိသူကိုဖျက်သွားလို့မရပါဘူးဒါပေမဲ့အဲ့ဒီနိုင်ရန်တစ်ခုလုံးမှာတင်းငယ်ပြီးတော့ချိတ်ဆက်နေတဲ့အကြောင်းကိုရင်တစ်ခုဖန်တီးနိုင်ခဲ့ရင်လေကတစ်ဖက်ကနေနောက်တစ်ဖက်ကိုစီးသွားနိုင်ပါလိမ့်မယ်ဒါဟာစနစ်တစ်ခုကို မထိုးဖျက်နိုင်အခြေအနေကနေထိုးဖျက်နိုင်အခြေအနေတို့ပြောင်းလဲခြင်းနေရာမှာပဲဖြစ်ပါတယ်နောက်ဆုံးနေရာမှာရောက်ရှိနိုင်အောင်လည်းမလုပ်တော့ပါဘူးချိတ်ဆက်နိုင်ဖို့ကအဓိကဖြစ်ပါတယ်အရေးမြင့်သို့မဟုတ်အလားလာတစ်ခုရှိနေရုံနဲ့တန်ဖိုးရှိတယ်လို့မဆိုလို့နိုင်ပါဘူးအဲ့ဒီအလားလာကိုချိတ်ဆက်ပြီးတော့ လှုပ်ရှားစီးဆင်းနေတဲ့ကိုရဲတခုကိုတိဆောက်နိုင်မှသာတန်မိုးအစစ်မှန်ပေါ်ထွက်လာပါလိမ့်မယ်။ Horizontal drilling နည်းပညာအကြောင်းကိုဗီဒီယိုတွေမှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ရှာဖွေကြည့်ရှုဖို့အတွက်တိုက်တွန်းပါတယ်။နောက်ထပ်ဘလို့ဂိမ်းကိုပြောင်းလဲစေနိုင်တဲ့နည်းပညာအကြောင်းတွေသိကြသိလဲဆိုတာကိုကောမန့်မှာရေးခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။